The Deep Dive ကနေကြိုးဆိုပါရခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူနည်းနည်းလေးလေ့လာကြမယ့်အကြောင်းအရာကတော့ um Robin Sharma ရဲ့ကဘာကျော်စာအုပ်တုပ်ပါ The 5 AM Club နော်ဟုတ်ပါတယ် The 5 AM Club ဒီစာအုပ်ကလည်းတော်တော်လေးထူးခြားတယ်ဟုတ်တယ်ကိုပိုင်ဖွေမျိုးတိုးတက်မှုဆိုင်ရာလွန်ညွန်စာအုပ်တုပ်ကိုဘယ်လိုပြောမလဲစိတ်လုတ်ချားစရာဇလန်တပုတ်နဲ့ပုံဆက်ပြီးတင်ဆက်ထားတာဆိုတော့ဟုတ်တယ်ရှင်စောက်တက်တက်ဖျက်ရတာတဲ့ဇလန်စက်ကွက်နဲ့လိုက်ပြီးတင်ယူရတော့ပို့ပြီးတော့ဆွဲမြဲစေတာပေါ့ ဆိုတော့ဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီဇလန်းတွေကနေအဓိကကြတဲ့အတွေးခေါ်တွေနီးစနစ်တွေကိုထုံထုတ်ပြီးတော့ဘာကြောင့်ဒါတွေကအရေးကြီးလဲဘဝဒီမှာဘယ်လိုအသုံးချနိုင်မလဲဆိုတာကိုဆွေးမိသွားကြမှာပါ။ကဲဒါဆိုဇလန်းခွာတွေဆက်လိုက်အောင်စက်ကောင်တွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။တယောက်ကသူ့ရဲ့ကုမ္ပဏီကိုမတရားအသိမ်းခံရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရပြီးဘဝမှာအားရင်ကုန်ခံနေတဲ့စွန့်ဦးတီထွင်အမျိုးသမီးတယောက်။အင်းနောက်တစ်ယောက်ကကိုယ့်ရဲ့ဖန်နီးနိုင်ဆန်းကိုရှာမတွေးဘဲလမ်းပြောက်နေတဲ့ပန်းကြီးဆရာတယောက်။ ူနှစ်ယောက်က The Spellbinder လို့ခေါ်တဲ့နာမည်ကြီးဟောပြောဝက်တစ်ခုကိုရောက်သွားကြတော့အဲ့ဒီ The Spellbinder ဆိုတဲ့ဟောပြောသူကတကယ်ကိုလျိုးဝဆန်းကျယ်ပြီးစကလုံးတွေနဲ့ဖန်ဆားနိုင်တဲ့သူလေသူကလူတိုင်းမှာထူးချွန်မှုအသက်ဗီဇစိတ်ရှိကြပေမဲ့ထာမန်ဘဝမှာပဲနစ်မြွတ်ပြီးကိုယ့်ရဲ့စွမ်းရည်အစစ်အမှန်ကိုမေ့နေကြတယ်လို့ပြောတယ် သူပြောတဲ့ထဲကကျမအယမ်းသဘောကျတဲ့စကားတခွန်ရှိတယ်။တင်းရဲ့စင်ချီတွေကသွေးဆောင်ဖျားယောင်သူတွေ၊တင်းရဲ့ကြောက်စိတ်တွေကလင်းရသူတွေ၊တင်းရဲ့တန်တရားတွေကသခိုးတွေပဲတဲ့။တော်တော်လေးထိရှားတဲ့စကားလုံးနေနော်။တကယ်ကိုစဉ်းစားစရာကောင်းတဲ့စကားပဲ။စင်ချီတွေကကျွန်တော်တို့ကိုတက်တောင်တက်တာဖီအောင်ခနာတာဖျားယောင်ထားပြီးတိုးတက်မှုလမ်းကြောင်းကနေဆွဲကဆုပ်သွားတာကိုပုံပေါ်လာ။တိတ်ကောင်းတယ်။ပြီးတော့သူကခက်ခဲချင်းကကောင်းတယ်ဆိုရင်အတွေ့အခေါ်ကိုလည်း mix ဆက်ခဲ့တယ်နော်။ဟုတ်တယ်။ဒီနေ့ခင်မှာလူတိုင်းကလွယ်တာမြန်တာ ဖြက်လန်းလိုက်တာဒီကိုပဲရှာနေကြတဲ့အချိန်မှာဒါကတော်တော်လေးစန့်ကြံဘက်ဖြစ်နေတယ်အမှန်ပဲရှင်ရှာမာကဒီအချက်ကို တမိုင်းမှာနာမည်ကြီးခဲ့တဲ့ Mike Davis တို့ Michael Angelo တို့လို့ပုဂ္ဂိုလ်ကြီးတွေရဲ့ဥပမာတွေနဲ့ရှင်းပြထားတာကြီးကျယ်ခန္ဓာမှုဆိုတာဆွန့်လွတ်အနစ်နာခံမှုတွေအခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားမှုတွေကနေပဲမွေးဖွားလာတာလို့သူကဆိုလိုချင်တာပါ တက်တောင့်တက်တာရဝင်းထဲမှာနေနေတရွေးတာတိုးတက်မှုဆိုတာဖြစ်လာမှာမဟုတ်ဘူးပေါ့လေကဲဇလန်ကဒီနေရာမှာအလဲပြောင်းထက်သွားတယ်ဟောပြောပွဲပြီးတော့ the spell binder ကရုတ်တရက်လဲကျသွားရောအင်းအဲ့ဒီအချိန်မှာထူးထူးဆန်းဆန်းအိမ်ယာမဲပုံစံဝစ်စားထားတဲ့လူတယောက်ကစွန့်ဦးတီထွန်အမျိုးသမီးနဲ့ပိုင်းကြီးရှာစီရောက်လာပြီး the spell binder ရဲ့တင်ချမှုတွေကြောင့်သူဘလောက်ကောင်ချမ်းသာလာလဲစတာကို လာပြောပြတယ်ကျွန်တော်သာသူ့နေရာမှာဆိုရင်တော့ တော်တော်လေးကြောင်ပေးတန်တရားဝယ်မိမှာပဲဒါပေါ့ဘသူမှဆိုတန်တရားဝယ်မှာပဲဒါပေမဲ့ဒီအညာမဲ့လူလူကပဲမနက်ခင်းကိုပိုင်ဆိုင်မှာဘဝကိုမြင့်တင်မှာဆိုတဲ့စာအုပ်ရဲ့အဓိကဆောင်ဘုတ်ကိုစပြီးမိတ်ဆက်ပေးခဲ့တာပါအဲ့ဒီမှာဇလန်ရဲ့အကြီးမားဆုံးလက်ကွက်တစ်ခုပေါ်လာရော ဟုတ်ပြီအညာမဲ့လူထင်ရတဲ့သူဟာတကယ်တော့မစ္စတာရိုင်လီလို့ခေါ်တဲ့ဘီလီယံနာထူထေးကြီးတယောက်ဖြစ်နေတာပဲခဏလေဒါဆိုအညာမဲ့ပုံထမ်းနေနေတဲ့သူဟာ တကယ်တော့ဘီလီယံနာကြီးလားဒါကတော့ရုပ်ရှင်ဆန်လုံးနေပြီပေါ့ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဒီချက်ကလူတယောက်ကိုအပေါ်ရန်အသွင်းပြင်နေမဆုံးဖြတ်ပါနဲ့ဆိုတဲ့သင်ခန်းစာကိုအရန်တိတိရောက်တော့ပေးလိုက်တာပဲတော်တော်လေးအံ့ဩစရာကောင်းတဲ့ဆက်ကွက်ပဲတကယ်ပါပဲသူကအောင်မြင်မှုဆိုတာအပေါ်ရမှာမြင်နေရတဲ့ချမ်းသာကြွယ်ဝမှုတွေပိုင်ဆိုင်မှုတွေနဲ့တိုက်တာလို့မရဘူးဆိုတာကိုဒီလောက်ရဲ့နဲ့တက်တည်ပြလိုက်တာလေ။အင်း။ဒီတော့သူစွန်းဦးတီထွေမျိုးသမီးနဲ့ပိုင်းကြီးဆရာကို သူ့ရဲ့ကိုပိုင်ကျွန်းထစ်တဲ့မော်ရရှားနိုင်ငံကိုလိုက်ခဲ့ဘူးနဲ့ The 5 AM Club ရဲ့အသွေးခေါ်တွေကိုတင် जा ပေးမယ်လို့ကန့်လန့်ခဲ့တယ်။အစပိုင်းမှာသူတို့တွေမယုံတော့ဝယ်ယုံလိုအပ်နဲ့ပေါ့။ဒါပေမဲ့ Rose Royce ကတစီးနဲ့ကိုပိုင်ကျက်လေရင်တစင်ရလာတဲ့အခါမှာတော့တန်တရားဒီအာနုံပျောက်သွားရောပေါ့။ပျောက်သွားရောပဲ။သူတို့နှစ်ယောက်သားအပေါ်ရန်အမြင်နဲ့ဆုံးပြတ်ပြီး Mr. Riley ကိုညင်းပယ်ခဲ့မယ်ဆိုရင်သူတို့ရဲ့ဘဝကိုပြောင်းလဲပေးမယ်အခွင့်အရေးကြီးကိုလက်လွတ်ဆုံးရှုံးသွားမှာနော်။ဒါပေါ့။ ဒီဇလန်ပိုင်းကအခွင့်ရေးဆိုတာမထင်မှတ်တဲ့ပုံစံနဲ့ရောက်လာတတ်တယ်။ပြီးတော့ကိုယ့်ရဲ့တက်တောင့်သက်သာရဝန်ကနေထခွာရတဲ့တတ်တီရှိဖို့လိုအပ်ချောင်းကိုဖော်ပြနေတယ်။ကဲမော်ရီရှာဂျိုးဘိုရောက်သွားတဲ့အခါမစ္စတာရိုင်လီကဘားတွေကိုစသည်တင်ပေးခဲ့လေ။မနေ့ပန်းနိုင်ထောက်ဖို့နီလန်တွေကိုတန်းပြီးပြောရတာမဟုတ်လောက်ဘူးနော်။ဟန်ပါရရှေ။ तू ကအခြေခံအကြောင်းဆုံးအခြေခံကြီးစခဲ့တယ်။အဲ့ဒါကတော့အတွင်းစိတ်အင်ပါယာ၄ခုလို့ခေါ်တဲ့တဘောတရားပါပဲ။အတွင်းစိတ်အင်ပါယာ၄ခု။ဟုတ်ပါတယ်။ ူကပြင်ပအောင်မြင်မှုလေးမတီဆောက်ခင်မှာကိုယ့်ရဲ့အတွင်းပိုင်းကိုအရင်တီဆောက်ရမေးလို့ယုံကြည်တယ်။ကားတစီလိုပေါ့။အင်ဂျင်ကောင်းနေုံနဲ့မရဘူးလေ။တခြားအုပ်စုပိုင်းတွေအားလုံးကောင်းဖို့နေမှာခီးရှည်ကိုတွားနိုင်မှာ။အတွင်းစိတ် empire လေးခုဆိုတာစိတ်ဝင်စားစရာပဲ။တခုတည်းစီကိုနည်းနည်းတော့အသေးစိတ်ရှင်းပြပေးပါလား။ mindset ဆိုတာကတော့လူတိုင်းနဲ့ယဉ်ကျေးမိတာဖြစ်မှာပါ။ဟုတ်ကဲ့။ပထမဆုံးက mindset ပေါ့။ဒါကတော့စိတ်ပိုင်းဆိုင်ရာခံယူချက်တွေနဲ့အတွေ့အခေါ်တွေပါ။ ဒုတိယတစ်ခုက hard set ဒါကတိတ်အတုံးမတင်ကြပေမဲ့အရင်အရေးကြီးတယ်စိတ်ခံစားမှုပိုင်းဆိုင်ရာချောင်းမာအေးကိုဆိုလိုတာပါ hard set ဟုတ်ကဲ့ပေါ်ပြဖြစ်ဖြစ်တဲ့စိတ်ခံစားမှုလေမဖြစ်ရှင်းရသေးတဲ့ဒေါသတွေဝန်းနေမှုတွေကအချိန်ကြာလာတဲ့အခါကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုမတိမတာထိခိုက်စေတယ်လို့ဆိုပါရဲ့ဒါဆိုအကောင်းမြတ်စိတ်ရှိုံနဲ့မဖော်ဘူးကိုယ့်ရဲ့စိတ်ခံစားမှုတန်ရာတွေကိုပါကူစားဖို့လိုတယ်ဆိုတဲ့သဘောလားအတိအကျပါပဲ တတိယနဲ့စတုထကတော့ဘာတွေဖြစ်မလဲတတိယတစ်ခုကတော့ health set ပါရုပ်ပိုက်ဆိုင်ရာကြံ့ခိုင်မှုက အောင်မြင်မှုအတွက်အခြေခံအုတ်မြစ်ဖြစ်တယ် Mr. Riley ကမတေပါနဲ့လို့ဟာတနော်ပြီးပြောခဲ့တယ်လေဟုတ်ပါပြီဆိုလိုတာကထူးချွန်ပြောင်မြောက်ဖို့အတွက်အချိန်အကြာကြီးအတတရှင်နေဖို့လိုတယ်ဒါကြောင့်ဂျမရေးကိုဂရုစိုက်ရမယ်ပေါ့နောက်ဆုံးတစ်ခုက soul set ပါဒါကတော့ကိုယ့်ရဲ့အသွင်းစိတ်အမှန်တရားနဲ့ပြန်လည်ချိတ်ဆက်ပြီး မာနကင်းမဲ့ဆိုတဲ့အေးချမ်းတဲ့ဘဝကိုတည်ဆောက်တာကိုဆိုလိုတာပါဒီ empire လေးခုကိုညီညွညွညွတည်ဆောက်ပြီးတဲ့နောက်မှာတော့ Mr. Riley ကအောင်မြင်မှုအတွက်အဆင့်30 formula ကိုရှင်းပြခဲ့တယ်နော်ဟုတ်ပါတယ်ဒီ formula ကရိုးရှင်းပင်မဲ့အစွမ်းထက်တယ်အဆင့်တက်ကပုံမကောင်းမွန်သောတည်နာလည်မှုရရှိအောင်သင်ယူခြင်း better awareness ပေါ့ဟုတ်တယ်အစစ်နှစ်ကအဲ့ဒီတိပညာပေါ်မူတည်ပြီးပုံမကောင်းမွန်သောရွေးချယ်မှုများပြုလုပ်ခြင်း အစင်သုံးမှာတော့အဲ့ဒီရွေးချယ်မှုတွေကနေပုံမကောင်းမွန်သောရလတ်များကိုရရှိခြင်းပါပဲဒီစစ်တွေကအပိုရန်ဆန့်ချင်းကနေအသေးစိတ်ကြချင်းစီကိုကူးဖြောင်းဖို့လမ်းညွန်ပေးတာပါအသေးစိတ်ကြချင်းဆိုတော့ကိုသူရဘလို့ဥမာပေးခဲ့လဲဒါကကြီးမားသောရှင်ပြိုင်နိုင်စွာအာသာချက်ဆိုတဲ့သဘောတရားနဲ့ဆက်ဆက်နေပါတယ်ရှင်ဥပမာအနေနဲ့ Formula 1ပြန်ကားအဖွဲ့တစ်ဖွဲ့အကြောင်းပြောကြခဲ့လေသူတို့ကပြိုင်ပွဲမှာမီလီစက္ကန့်အနည်းနဲ့အနိုင်ရောက်ဖို့အတွက် ပြိုင်ကအင်ဂျင်တွေကိုဖုံးဝင်တဆမှမဝင်အောင်ပြုတ်ပြင်ရေးနေရာတစ်ခုလုံးကိုတန့်ရှင်းရေးလုပ်ကြရတယ်။ဟာအဲ့ဒီလောက်ထိတယ်လားဟုတ်တယ်လူများစုကဒါကိုအပေါ့အလုံးလို့ထင်နိုင်မယ်ဒီလိုအသေးဖွယ်လို့ထင်ရတဲ့အရာတွေအပေါ်မှာအလေးထားမှုကပဲအနိုင်ရှုံးကိုဆုံးဖြတ်ပေးထားတာပါအပူရင်ဆန်းတဲ့လောကကြီးမှာအသေးစိတ်ကြကြလှုပ်ဆောင်နိုင်ခြင်းကအကြီးမားဆုံးအားတာချက်ဖြစ်တယ်လို့သူကဆိုလိုတာပါ။ဒီအသေးစိတ်ကြကြလှုပ်ဆောင်ခြင်းဆိုတဲ့အချက်ကတကယ်ကိုအတိတ်ပဲရှိတယ်။ ဒါပေမဲ့လူတော်တော်များများကတိုးတက်ခြင်းပြင်မဲ့ကိုကိုကိုပြန်ပြီးနောက်ပြန်ဆွေးနေတတ်ကြတာပေါ့ဟုတ်တယ်ဟုတ်တယ်တခုခု လုံးမယ်လို့ဆုံးဖြတ်ထားပြီးမှမလုပ်ဖြစ်တာမျိုးပေါ့ဒါကို self sabotage လို့ဖော်ကြတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုတာကိုစောက်ထင်မှာတိပြန်ပြင်းရနေရှင်းပြထားတာဒေါက်တာ sequencer ဆရာကောင်းတယ်။ဟုတ်ကဲ့ဒါကလူဦးနှောင်းရဲ့ဒီစောက်ပုံလည်းပတ်သက်နေတာလေ။ကျမတို့ဦးနှောင်းမှာအဓိကအပိုင်းတစ်ပိုင်းရှိတယ်လို့စောင်းမှာရှင်းပြထားတယ်။ တခုကရှေးဦးဦးနှောက်ဒါမမဟုတ်တွားတွားတတ်တွားဦးနှောက်ကိုခေါ်ပြီးနောက်တခုက ကျွမ်းကျင်ပိုင်နိုင်မှုဆိုင်ရာဦးနှောက်ပါ Lizard Brain မော်ဟုတ်ပါရဲ့ရှေးဦးဦးနှောက်က ကျမတို့ရဲ့ Pingu Bodyguard လို့ပဲသူရဲ့ဒီကတာဝန်ကကျမတို့ကို NDA ကနေကာကွယ်ဖို့နဲ့ရှင်တန်ရဲတာပဲဒါဆိုကျွန်တော်တို့ကအသက်တစ်ခုခုလောဖို့ဒါမမဟုတ်တတုံတတရဝန်နဲ့ထဖို့ကြိုးစားတဲ့အခါအဲ့ဒီ Bodyguard ကအချက်ဖေးခေါင်းလောင်းတီးတာပေါ့အတိအကျပဲသူက အန်ဒီအန်ဒီဆိုဖဘမအေးအေးဆေးဆေးနေနေတာကပိုလုံးချုံတဲ့နောက်ပြန်စော့ဆိုပြီးအော်တော့တာပဲအာအဲ့ဒီအခါမှာကြောက်စိတ်ဟော်မုန်းဖက်တဲ့ကော်တီဆိုလ်တွေထုတ်လွှတ်ပြီးကျမတို့ကိုတိုးတက်မှုလမ်းကြောင်းငှက်နဲ့နောက်ပြန်ဆွဲချပါတော့တယ်ဒါကပဲကိုကိုကိုဖြက်စီးတဲ့အပြုတ်မှုတွေဖြစ်ပေါ်စေတဲ့အဓိကအကြောင်းရင်းပါပဲဒါဆိုဒီ body guard ကိုခနာလောင်အနာပေးပြီးကျွမ်းကျင်ပိုင်နိုင်မှုဆိုင်ရာဦးနှောက်ကိုအလုတ်လုတ်ခိုင်းဖို့နီလန်းရှိလား စာအုပ်ထဲမှာဒီပြဿနာကိုဖြေရှင်းဖို့စိတ်ဝင်စားစရာကောင်းတဲ့နည်းလမ်းတစ်ခုကို mix ထားတယ်နော်ရှိပါတယ်ရှင်အဲ့လာကို transient hypofrontality လို့ခေါ်လဲနာမည်ကတော့နည်းနည်းခက်ပေမဲ့သူ့ရဲ့သဘောတရားကရိုးရှင်းပါတယ်ဟုတ်ကဲ့ပြောရရင်ဦးနှောက်ရဲ့စိုးရိမ်ပူပန်မှုတွေဝေဖန်ပိုင်းခြားမှုတွေကိုအ धिक လှုပ်ဆောင်တဲ့အရှိတ်အချမ်းကိုခဏပိတ်ထားလိုက်တာပါကျမတို့ရဲ့အတွင်းစိတ်တဲကအမြဲတမ်းပိုစီပိုစီပြောင်းနေတဲ့မန်နေဂျာကိုခဏအိတ်ထိုက်လိုက်တယ်လို့ပေါ့အဲ့ဒီမန်နေဂျာကိုဘယ်လိုအချင်းနဲ့အိတ်ခိုက်လို့ရမှာလဲ အကောင်းဆုံးချိန်ကမနက်9နာရီပါပဲအဲ့ဒီအချိန်မှာပတ်ဝန်းကျင်ကတိစိတ်ငြိမ်သက်နေပြီးအနောက်ရှစ်တွေမရှိတဲ့အတွက်အဲ့ဒီ position manager ကအိတ်မနိုးသေးဘူးအဲ့ဒီအခါမှာဦးနှောက်လိုင်းကပုံမှန်နိုးကြနေတဲ့ Peter Istakani ပိုပြီးတည်ငြိမ်တဲ့ Alpha ဒါမှမဟုတ် Theta Istak တို့ပြောင်းသွားတယ်ဒီအချိန်တွေကို flow state လို့ခေါ်ပြီးဉာဏ်ကြီးရွှင်အစဉ်ထိုးထွင်းဉာဏ်နေနဲ့တီထွင်ဖန်တီးနိုင်စွမ်းနေအမြင့်ဆုံးထနေတဲ့အချိန်ပါပဲ flow state ဟုတ်ကဲ့ ဒါကတီထွင်ဖန်တီးနိုင်စွမ်းအတွက်ဇီဝပီရာဆန်ရဖြက်လန်းတခုလို့ပါပဲဇီဝပီရာဆန်ရဖြက်လန်းအဲဒီစကလုံးကိုတဘောကြတယ်ဒါဆိုဘာကြောင့်မနဲ့ငားနိုင်ထအစ်လဲဆိုတာကိုတိပန်နီးချက်နားလဲသွားပြီအခုဘယ်လိုလုပ်ရမလဲဆိုတဲ့လက်တွေ့နီးစနစ်တွေကိုဆက်သွားရအောင်အဲ့ဒီအဖိုးတန်တဲ့မနဲ့တနိုင်ကိုဘလို့အကျိုးရှိရှိအသုံးချမလဲဒီရက်တာမစ္စတာရိုင်လီက2020 formula ကိုသင်ပေးခဲ့ပါတယ် မနက်9နာရီကနေ6နာရီအတွင်းကအောင်ပွဲခံချိန်နာရီကိုမိနစ်20စီအပိုင်း3ပိုင်းခွဲပြီးအတုံးခတ်ဖို့ပါပဲ Victory Hour ပါဟုတ်ပါတယ်ပထမမိနစ်90မားနဲ့လုံနာရီက move ခုနပြောခဲ့တဲ့ cortisol အမုန်းတွေကိုခြေဖြတ်ပြီးဦးနောက်အတက်အားဆေးလိုတင်စားရမယ် DDNF ဆိုတဲ့တက်တမျိုးကိုထုတ်လွှတ်နိုင်အောင်ချွေးထွက်လောက်တဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ရမှာပါဒုတိယမိနစ်20မိနစ်မိုင်းလေးစီကတော့ reflect တရားချင်းကတော့တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကိုကိုကိုကြံတုံးတက်ရမယ်အချိန်ပေါ့ကျွန်တော်ရေးတာတရားထိုက်တာတောင်မို့ဒီနေ့တော့အတော်အဆီဇင်ဆွဲတာမျိုးတွေလုပ်နိုင်တယ်။အင်းဂျာတာကိုရဲ့တင်းနေတာကို တုံ့ပြန်မှုတွေနဲ့မဟုတ်ပဲကြည်လင်ပြက်တာတဲ့ရေရချွတ်တင်နဲ့စတင်နိုင်အောင်ခုန်ရေးပေးတယ်နော်။မှန်ပါတယ်ရှင်။နောက်ဆုံးတတိယမိနစ်20 5.40 AM ကတော့ကြီးထွားပါ grow ဒီအချိန်မှာကိုပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက်အစားဖတ်တာ audio sound နိုင်ထောင်တာ online course တစ်ခုခုလေ့လာတာမျိုးတွေလုပ်ရမှာပါ။ ဒီ formula ကိုနင်းစင်လိုက်လာခြင်းအဖြစ်တနင်္ဂနွေအတွင်းမှာကိုယ့်ရဲ့ mindset, heart set, health set နဲ့ soul set လေးခုလုံးကိုတပြိုင်တည်းထိတိယောင်ယံရောက်ပါတယ်။ဒီ2020-20 formula ကတကယ်ကိုအစွမ်းထက်မဲ့ပုံမဲ့ဒါပေမဲ့လက်တွေ့မှာတော့လူတယောက်အတွက်အထူးသဖြင့်မနေ့စောစောတိရထားတဲ့အချက်မရှိတဲ့သူတို့အတွက်ဒီလိုအလေးအကျင့်တစ်ခုကိုတိဆောက်ဖို့ကတော်တော်ခက်ခဲမှာပါပဲ။ဟုတ်တယ်။အစပိုင်းမှာတော့ခက်မှာပါပဲ။ ချင်းကိုဘဝတသက်တာလုံးအတွက်ဘလို့မွေးမှုနိုင်မလဲဆိုတာကိုရောစာအုပ်ထဲမှာလက်ညွှန်ထားသေးလား။ပါနေကြလိလာမှုတွေရာအလေးချင်းတစ်တခုဟာအလိုအလျောက်ဖက်လာဖို့ပြားမြ66ရက်ကြာတယ်လို့ဆိုပါရယ်။66ရက်ဟုတ်ပါရယ်။ဒီလုံငန်းစဉ်ကိုအဆင့်30ခွဲထားရယ်။အဆင့်1ကပထမ22ရက်ဖြစ်ပြီးဖြက်စီးခြင်းအဆင့်မှာဒါကအခက်ခဲဆုံးအဆင့်ပဲ။အကျင့်ဟောင်းလေးကအပြန်အထန်ပြန်ခုခံပြီးကိုယ့်ရဲ့စိတ် will power ကိုအစွမ်းကုန်ဆန်တက်တဲ့ခြင်းပေါ့အစနစ်ကတော့ ရက်23ကနေ40လအချီဖြစ်ပြီးတိဆောက်ချင်းအဆင့်ဒီအဆင့်မှာတော့စိတ်ရှုပ်ထွေးမှုတွေများပြီးနင်းနေတော့လွဲလာပြီးမြက်အားဆိုင်ထုံးမှုတော့လွမ်းနေစေပဲနော်ဟုတ်ပါတယ်ဦးနောက်ကအချင်းတစ်အတွက်လမ်းကြောင်းအစ်စ်တီဖောက် လုံနေရဲ့အချင်းလို့ဆိုနိုင်တယ်နောက်ဆုံးအဆင့်3ကတော့ရက်45ကနေ66အချီဖြစ်ပြီးပေါင်းစည်းချင်းအဆင့်ပေါ့ဒီချင်းရောက်ရင်တော့အကျင့်တက်ကအလိုလျောက်ဖြစ်လာပြီးမနက်9:00ထတာကမထဘဲနေရတာထက်ပူလွယ်ကူလာပါလိမ့်မယ် 66ရက်ကိုဇွဲရှိရှိနဲ့ကြောဖြတ်နိုင်ရင်ဒီအလေးအချင်းကကိုဘွားရဲ့တစိတ်တပိုင်းဖြစ်သွားမှာပေါ့ဖြစ်သွားမှာမာဒီစာအုပ်မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သဘောတရားတစ်ခုကထိတ်တန့်ဆွမ်းဆောင်ရဲ့အတွက်တန်တရားနှစ်ခုဆိုတာပဲ ဒါကအလုံးနဲ့ဘဝမျှတာမှုရှားဖွေးနေတဲ့လူတွေအတွက်တော်တော်လေးအရေးကြီးမယ်တင်တယ်။ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပါရှင်။လူတော်တော်များများကအောင်မြင်ဖို့အတွက်အနားမယူဘဲ၁၄နှစ်လုံးအလုတ်ဆိုင်လောရမယ်လို့ထင်ကြတယ်လေ။ဟုတ်တယ်ဟုတ်တယ်။ဘောနောက်တီတီပေါ့။တပော့ဒါပေမဲ့ဒီစာအုပ်ကအဲ့ဒါကိုစန့်ကျင်ထားတယ်။တကယ်ထိတ်တန့်ဆွမ်းဆောင်ရေးဆိုတာပြင်းထန်စွာအလုတ်လုတ်တဲ့ကာလနဲ့နည်းနည်းဆိုင်ဆိုင် အနားယူပြီးအာရင်ဖြန်ဖြေတဲ့ကာလတို့ကိုအလဲကျပြုလုပ်ခြင်းကနေရရှိတာပါတဲ့။ High excellent cycle နဲ့ deep refueling cycle ဟုတ်ပါတယ်တပ်သားတွေကလေကျင်ခံလုံးနေချိန်မှာမဟုတ်ပဲအနားယူချိန်မှာကြီးထွားလာတယ်လို့ပဲကျမတို့ရဲ့ deep twin phan di နိုင်စွမ်းနဲ့စွမ်းဆောင်ရည်တွေကလည်းအရေးသွေးမြင့်တဲ့အနားယူချိန်မှာပဲတိုးတက်လာတာပါတယ်ဒါဆိုအနားယူခြင်းကဇင်ခံပစ္စည်းမဟုတ်ပဲထိတ်တန့်ဆောင်ဆောင်ရည်အထမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်နေတာပေါ့ဒီအချက်ကအလုံးများတဲ့လူတွေအတွက်တကယ်ကိုအမြတ်တစ်ခုပဲကဲ ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ The 5 AM Club စာအုပ်ထက်ကအဓိကအချက်တွေကိုပြန်ချုပ်ကြည့်အောင်ဟုတ်ကဲ့ရှင်စနစ်ကြပဲမနေ့ခင်းလို့ဆောင်စရာတွေရဲ့စွမ်းအားပြင်းထန်တဲ့အလုတ်ချိန်နဲ့ net ဆိုင်တဲ့အနာယူချိန်ကြားကမျှချီပြီးတော့ပြင်ပအောင်မြင်မှုတွေမရခင်အတွင်းစိတ် empire တွေကိုအရင်ပြုစုပြောထောင်ရမယ်ဆိုတဲ့အကြောင်းအရာတွေကအဓိကပါပဲဟုတ်ပါတယ်ဆလန်ကနန်ဆန်မန်ဒီလာရဲ့ Robben Island အကျဉ်းထောင်မှာအဆုံးသတ်သွားပြီး ဒုက္ခဆင်းရဲကိုကြော်လွားပြီးချီးမြှင့်တဲ့သူတွေရောဖလာပုံကိုဥပမာပေးထားတယ်လေဒီစာအုပ်ကနေစဉ်ပြုတ်လောက်ကတင်းငယ်တဲ့တိုးတက်မှုလေးတွေကအချိန်ကြာလာတာနဲ့အမခန့်ရလက်တွေကိုဖြစ်ပေါ်စေတယ်ဆိုတဲ့အချက်ကိုအဓိကထားပြီးအားပေးထားတာပါဒါဆို နားထောင်သူတွေအတွက်စဉ်းစားစရာတွေ့တယ်ကိုချမ်းသာခဲ့အောင်ကောက်ပါပြီဒီနေ့ကစပြီးနေစဉ်1%တိုးတက်အောင်လှုပ်ဆောင်သွားမယ်ဆိုရဲတနေ့အကြာမှာအခုထက်38ဆပိုကောင်းလာနိုင်တယ်လို့ဆိုကြတယ်38ဆဟုတ်ပါတယ်ဒါကြောင့် စဉ်းစားကြည့်စေချင်တာကတော့တနစ်တာဒေါလာအတွင်းမှာကိုယ့်ရဲ့အလို့ကိုင်းဒါမှမဟုတ်ပို့ကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုအခြေခံကြကြပြောင်းလဲသွားစေနိုင်လို့တဲ့အသေးစားအောင်ပွားတစ်ခုကဘာဖြစ်နိုင်မလဲအဲ့ဒီအရာတစ်ခုတည်းကိုပဲနေ့စဉ်လေ့ကျင့်သွားမယ်ဆိုရဲတနစ်အကြမှာဘလို့အောင်အောင်စရာကောင်းတဲ့ရလဒ်တွေထပ်ပေါ်လာနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်